ပဝင်းကျင်နေထားကမြေကွက်နေရာနဲ့ပတ်သက်ဆက်ဆက်တဲ့အခြေအနေမျိုးကိုဖြစ်စေပါတယ်။အားလုံးပဲမင်္ဂလာပါ။ဗရမ ्या မြိန်ချမ်းမြေကျိုးဆောင်လုပ်ငန်းမှာမြမရွရအိနီယာချထားခြင်းပညာဆိုတဲ့စာအုပ်မှာပါဝင်တဲ့ပဝင်းကျင်ဟာမြေကွက်တွေအပေါ်ကိုစုံမခြင်းအကြောင်းကို ပြောပြပေးမှာဖြစ်ပါရဲ့ရှင်။ပဝင်းကျင်နဲ့ဆက်ဆက်ပြီးစူညာနဲ့ပဝင်းကျင်မှာနေတဲ့သူတွေဟာစိတ်ဖြည်စည်းခံရခြင်းယောဂါတွေတခြင်းမျိုးများဖြစ်တတ်ပါတယ် လူအပေါ်တောင်အကျိုးသက်ရောက်မှုရှိရင်မြေခွက်ဒုက္ခပုံမှာပတ်ဝန်းကျင်ရဲ့ဆက်ဆက်မှုကြောင့်အကျိုးသက်ရောက်မှုရှိပုံကလည်းတစ်မျိုးတစ်ဖုံအရေးကြီးပါတယ်။ပတ်ဝန်းကျင်နေထိုင်အရာတိမ်မွေးတဲ့စွမ်းအင်လိုင်းတွေဟာဆိုင်ရာမြေခွက်ပေါ်ရိုက်ခတ်မှုရှိတယ်လို့ဝါစတုပညာရှင်များကယူဆထားခဲ့ကြပါတယ်။ဒီအတွက်တည်တည်တဲ့အချက်တွေကိုအနည်းချုပ်ပြီးပြောပြပေးပါမယ်။နံပါတ်1မြေခွက်အကြီးကြီးနှစ်ခုကြားကမြေခွက်တည်တည်လေးကိုမဝယ်သင့်ပါဘူး။ နံပါတ်2အဆောင်ကြီးနှစ်ခုကြားမှာအသားညံ့မှုလိုညံ့နေတဲ့အဆောင်လေးကိုမဝယ်သင့်ပါဘူးစိတ်ဓာတ်ကျဆင်းရခြင်းစိတ်မပျော်ရွှင်ရခြင်းများကို ဖြစ်စေတတ်ပါတယ်နံပါတ်3အဆောင်ကြီးများတောင်တန်းကြီးများတစ်ပင်ကြီးများစရရာတွေဟာတောင်ပန်းနဲ့အနောက်ဘက်တို့မှာရှိရင်ကောင်းပါတယ်။ကျမ်းမာချမ်းသာစီးပွားဥစ္စာများတိုးပွားစေပါမယ်။ နံပါတ်၄ရေရင်းရေကန်မြစ်ချောင်းစတာတွေမြောက်ဖက်ဒါမှမဟုတ်အရှိတ်ဘက်မှာ ရှိရင်ကောင်းကျိုးဆောင်ပါမယ်။တောင်ဘက်မှာမြောက်ဖက်ကိုဒါမှမဟုတ်အနောက်ဘက်မှာအရှိတ်ဘက်ကိုစစ်စစ်နေတဲ့ရေစီးချောင်းမြစ်ချောင်းမြောင်းရှိတင်ပါတယ်။ နံပါတ်5ရေကန်ငယ်ငါးမွေးကန်လိုမျိုးမြေခွက်ရဲ့တောင်းဒါမှမဟုတ်အနောက်ဘက်မှာရှိတာမျိုး မကောင်းပါဘူးနံပါတ်6မြောင်းနဲ့အရှိတ်ဘက်တို့မှာအဆောင်ကြီးများတောင်တန်းများတစ်ပင်ကြီးများရှိရင်မကောင်းပါဘူး နံပါတ်9အရှိဘတ်ဘေးဘတ်သာမမဟုတ်နောက်ကျောဘက်မှာဖះเจ้าရှင်ရေမကောင်းပါဘူးဖះเจ้าရဲ့အရေးဟာမြေကွက်ဒါမမဟုတ်အိမ်ပေါ်ကြောက်ရုံနေရင်အလွန်အလွန်ကိုမကောင်းပါဘူးမြေကွက်ဟာပေတရာမှာ120กว่าဝင်းရင်တော့စူးစူးများပပျောက်သွားပါမယ် နံပါတ်၈အခြားမြေခွက်ဝါလမ်းတစ်ခုဟာမြေခွက်ရဲ့မြောက်ဒါမှမဟုတ်အရှိတ်စီဥတည်နေပြီးတောင်ပန်းနဲ့မြောက်ဘက်ကိုနေလျှောသွားရင်အလွန်ကောင်းပါတယ်။နံပါတ်၉မြေအောက်ရေရေတွင်အဝေစီတွင်စရာမျိုးဟာအရှိတ်မြောက်ဘက်မှာရှိမှသာကောင်းကျိုးပြုပါတယ်။နံပါတ်30တောင်းအနောက်တောင်းအနောက်မြောက်အရှိမြောက်နဲ့မြေကွက်ရဲ့အလယ်ပုံမှာရေရင်းရှိခြင်းဟာကောင်းလာပါတယ်။နံပါတ်7 မြေကွက်ဟာတင်းညိုင်းမိတချိုရနေရာဒုမဟုတ်တရားချင်းညာနေရာနဲ့မနိကတ်တင်ပါဘူးနံပါတ်7လူနေထိုင်မှုဖြစ်ရင်အနီးအနားမှာစက်ရုံတွေစက်မှုလုပ်ငန်းကြီးတွေရုပ်ရှင်ရုံတွေအကြောင်းတွေနဲ့ဈေးရုံတွေမရှိတင်ပါဘူးဒါအပြင်ရင်းသွားလာမြဲထူထပ်တဲ့နေရာမျိုးအတန်မျိုးစုံစုညံနေတတ်တဲ့နေရာမျိုးမဖြစ်တင်ပါဘူးသို့တော့စီးပွားရေးတစ်ခုခုလှုပ်ဆောင်ရန်ကောင်းတဲ့နေရာမျိုးဖြစ်ရပါမယ် နံပါတ်73မိုးရေတို့မဟုတ်အသုံးပြုပြည်ရေများဟာတခြားရေများမှာမိမိမြေကွက်စီတို့စီးဝင်မလာတဲ့ပါဘူးနံပါတ်74လေချောင်းဟာအနောက်မြောက်မှာအရှိတောင်တို့တိုက်ခိုက်ရာမှာလေချောင်းအရာလေညာမှာစက်ရုံများဓာတ်ငွေထိုးလို့တက်တဲ့လုပ်ငန်းများဓာတ်ရုပစ္စည်းများရှိတဲ့နေရာမျိုးမဖြစ်တဲ့ပါဘူးနံပါတ်5မြေခွက်ပေါ်မှာခက်တန်းတန်းတွေ့တန်းထားတဲ့ဝါယာကျိုးပြက်ကြောမနေသင့်ပါဘူး နံပါတ်16ဝေရလို့ခေါ်တဲ့တပင်ကြီးများ၊နေအစင်မိတိုင်းများ၊ပွင့်နေတဲ့ရေရင်းများအခြားအဆောင်းဤတောင်စွန်းမှာတက်တဲ့ဥတီချင်းမျိုးတွေရေရှိတက်တဲ့မှာရှိနေတဲ့မှာဘူး။နံပါတ်6မြေခွက်ဟာအဆုံးသတ်နေရာမျိုးမှတရှိနေရင်အထူးသဖြင့်အဘဘမှာပိတ်ဆို့ထားသလိုဖြစ်ပြီးတောင်ဘက်ကိုမျက်နှာမူတဲ့မြေခွက်များအတွက်မကောင်းပါဘူး။ အဆုံးထိကြည့်သွားပြီလို့ကျေးဇူးတင်ပါတယ်။ရင်ချမ်းမြေဘူးသူတာလေးများကို တင်ပေးနေခြင်းဖြစ်လို့ follow လေးလုပ်ပေးခဲ့ပါအောင်နော်။မိတ်ဆွေတို့အမြင်လေးတွေအတွေ့အကြုံလေးတွေလည်း comment မှာရေးပေးသားလို့ရပါတယ်ရှင်။